ဧရာဝတီတိုင်းမှာအချိန်အခါမဟုတ်တဲ့မိုးအဆက်မပြတ်ရွာသွန်းတဲ့တန်းကြောင့်မိုးစပွားဧကထောင်ချီရင်းနှီးမြုပ်ပျက်စီးမှုဖြစ်ပေါ်ခဲ့တယ်လို့ဒေသခံတောင်သူတွေထံကနေသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်ကနေ19ရက်အထိနှစ်ပတ်အတွင်းအချိန်အခါမဟုတ်တဲ့မိုးဆက်တိုက်ရွာတွန်းမှုကြောင့်မော်လမြိုင်ကျူးမအိုပြင်းကြိုက်လက်ဘိုးကလေးဖျာပုံလက်ပုတ်တာဝါခေမမြောင်းမြအိမ်မဲဒေးတရေပန်းတနော်တနုဖြူညောင်တုံးစားရည်ဒေသတွေကဒေသခံတောင်သူများစိုက်ပျိုးထားတဲ့မိုးစပါးမြာ ရေစုရေနှင်းမြုပ်ပျက်စီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရိတ်လက်ဆစဘာခင်းတွေရေစုသွားတာအပြင်ထားပေါက်သားတွေလည်းရှိတယ်။ရေထိပ်ပြီးပုတ်ပွားတာတွေလည်းဖြစ်တယ်။စဘာအယောင်ပြောင်းကုန်တာလည်းဖြစ်တယ်။တစ်ဆက်တစ်ဆက်တည်းစဘာခင်းတွေမနေဘူးပျက်စီးကုန်နေလို့အီယာဝတီတိုင်းမှလေဓမာတူကပြောပါရယ်။အခုလိုစဘာခင်းတွေရင်းနှီးမျိုးဖြစ်ပေါ်ခဲ့တဲ့အပြင်ရိတ်ချွေပြီးနေချောက်ခံလန်းထားတဲ့စဘာတွေပါရေဆိုးကစဘာအယောင်ပြောင်းလဲမှုမိုတက်ပြက်စီးမှုတွေဖြစ်ပေါ်ခဲ့သေးတယ်လို့ဒေတာခံတွေထံကနေသိရပါဗျ။ လေကွက်တွေထဲမှာနေလန်းအချောက်ခံထားတဲ့စပားတွေပါရေထိကုန်တာစပားတွေရေဆိုတော့စပားဈေးမရပဲအနေခံရတယ်ကုန်တေတွေဘက်ကလည်းရေဆိုစပားကအဆန်အယောင်မကောင်းစံသားအပ်ပြီးစံအရည်အသွေးကျဆင်းသွားတာဖြစ်တဲ့အတွက်စပားဈေးမပေးတာပါရေဆိုစပားကိုစံဆက်မှာကြိတ်ခွေးတဲ့အခါမှာလေအကျိုးအကျေများပြီးစံအရည်အသွေးညံ့နေအထိဖြစ်ပေါ်ရလို့ EAWD တိုင်းကစံစပားရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးကပြောပါရယ် ဤယဝတီတိုင်းမှာအချိန်နှစ်ပတ်အတွင်းအချိန်အခါမဟုတ်တဲ့မူ၅ချိန်ထက်မနည်းရွာတွင်းတဲ့တန်းကြောင့်စဘာခင်းတွေအပြင်ပေတီစိမ်မတ်ပေပိုကိတ်ပေပေလွန်နေကြစားတဲ့တီးနံများလည်းရင်းနှီးမြုပ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့တရားခံတောင်သူတွေရဲ့ပြောပြချက်အရသိရပါဗျ။